မင်္ဂလာပါဒီနေ့တော့လူသားတွေနဲ့အစင်းဆက်အနည်းဆက်ဆုံတိတ်ဆန်တမျိုးဖြစ်တဲ့မြင်းအကြောင်းကိုပြောပြခြင်းပါတယ်။တမန်တစ်ချောင်းလုံးမြင်းတွေက လူသားတွေရဲ့ဘဝထဲမှာအရေးကြီးစွာပါဝင်ခဲ့ပါတယ်။တည်ယူပူဆောင်ရေးစည်ရေးလေယာလုံငန်းအားသားနဲ့အဖော်မွန်နေဖြစ်တောင်မှအသုံးချခဲ့ကြပါတယ်။ဒါပေမဲ့လူတိုင်းမသိသေးတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေအများကြီးရှိနေသေးပါပဲ။ဒီမှာတော့မြင်းတွေရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံ ဉာဏ်ရည်လူမှုဘဝနဲ့ထူးခြားမှုတွေဒါအပြင်ဆက်အင်ဂျင်နဲ့တက်ဆိုင်တဲ့ hot power အကြောင်းကိုပါတဆင်ချင်းတင်ဆက်ပေးတော့ပါမယ်ခင်ဗျာပထမဆုံးအနေနဲ့မြင်းတွေရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာထူးခြားချက်တွေကိုကြည့်ကြရအောင်ပါအသက်ရှူခြင်းအနေနဲ့လူတွေကဗဇက်နဲ့နှကောင်းနှစ်နည်းလုံးနဲ့တက်ရှုနိုင်ပါတယ်ဒါပေမဲ့မြင်းတွေကတော့အန်အောစရာနှာခေါင်းကနေပဲတက်ရှုနိုင်တဲ့တတ်တော်ဟာဖြစ်ပါတယ်ပါဇက်ကလည်းအသက်မရှုနိုင်ပါဘူးဒါကြောင့် နှကောင်းပိတ်သွားရင်အသက်အန္တရာယ်ဆုံးရှုံးမှုအထိကိုဖြစ်နိုင်ပါတယ်ဗျာအမြင်အာယုံအနေနဲ့လည်းမြင်းတွေမှာကုန်းပေါ်နုတက်တက်တော်ရည်တဲ့အကြီးဆုံးမျက်လုံးတွေရှိပါတယ်မျက်လုံးတွေဟာကောင်းရဲ့ဘေးနှစ်ဖက်မှာတက်ဆင်ထားတဲ့360ဒီဂရီနိဗာပက်ပက်လေးကိုမြင်နိုင်ပါတယ်ဒါပေမဲ့မျက်နှာရှိတဲ့တဲ့နဲ့နောက်ဖက်တဲ့တဲ့မှာတော့မမြင်နိုင်ပါဘူးပိတ်ဆက်ခြင်းတွေဆိုရင်လည်းပဲအံ့ဩစရာကောင်းတဲ့အချက်တစ်ခုကတော့မြင်းတွေဟာ မတ်တရရင်အိတ်ဆက်နိုင်ခြင်းပဲဖြစ်ပါတယ်သူတို့ရဲ့ခြေတော်ထဲမှာ street apparatus လို့ခေါ်တဲ့အရွတ်နဲ့အယူဆစနစ်ရှိလို့ခြေတော်ကိုလော့ချသလိုခြာပြီးမလဲပဲအနားယူနိုင်ပါတယ်ဒါပေမဲ့တကယ်အိမ်မောကြတဲ့အဆင့်ကိုတော့လက်အိတ်ဖို့လိုအပ်ပါတယ်နောက်တစ်ထူးခြားချက်ကတော့မြင်းတွေဟာအံလို့လည်းမရပါဘူးလေလေလို့လည်းမရပါဘူးသူရဲ့အစာပြင်းကြက်သားတွေအလွန်တန်မာပြီးအစာရင်ကနေအစာပြန်မထွက်နိုင်အောင်တားဆီးထားတဲ့အတွက် အစာအိမ်ဖောင်းကွာသွားရင်အန္တရာယ်ကြီးစွာဖြစ်နိုင်ပါတယ်ဒီလိုခန္ဓာကိုယ်ဆိုင်ရာထူးခြားမှုတွေကြောင့်မြင့်လေဟာတိတ်ဆန်တွေအလုံးထဲမှာထူးခြားတဲ့အဆင့်တစ်ခုကိုရရှိထားခြင်းပဲဖြစ်ပါတယ်နောက်တဲ့စိတ်ဝင်စရာကောင်းတဲ့အချက်ကတော့မြင်းတွေလင်းမြန်မှုဉာဏ်ယူပဲဖြစ်ပါတယ်။မြင်းကလေးတွေကမွေးပြိနိုင်နေငယ်အတွက်မှာပဲမတ်တက်ရနိုင်ပြီးပြည်နေပါတယ်။ဒါတွေဟာတော့တဲ့မှာရန်သူနဲ့ကြုံတွေ့ရတဲ့အခါပြေးထွက်နိုင်မှုဒီချင်းကအလွန်ပဲအရေးကြီးလာပါတယ်။ မြင်းလျော်ညင်ကောင်းပြီးအလွန်မဲ့ညင်ကောင်းမွန်တဲ့သရဝါလေးဖြစ်ပါတယ်။ဒီနှစ်ပေါင်းများစွာမတွေ့ရတဲ့လူတစ်ယောက်ကိုပြန်တွေ့ရင်တောင်ချက်ချင်းမှတ်မိနိုင်ပါတယ်။မျက်နှာအတန်းနေရာအထိမှတ်သားနိုင်တဲ့အတွက်သစ္စာရှိတဲ့အပေါ်ဖြစ်ချင်းမြင်နေကြတာပါ။လိလာမှုတွေအရကတော့မြင်းတွေဟာလူတွေရဲ့မျက်နှာအမှုရာတွေဖတ်နိုင်ပြီးစိတ်အခြေအနေတွေကိုပါခံမနိုင်ပါတယ်။ပျော်နေရလားစိတ်ဆိုးနေရလားဆိုတာသိနိုင်တဲ့အတွက်လူတွေနဲ့မြင်းတွေကြားမှာပုံမကိုနိက္ကတ်သွားစီပါတယ်။ ဒီအချက်ဒီကြောင့်ပဲမြင့်နေဟာတင်ကြဖို့လွယ်ကူပြီးသစ္စာရှိတဲ့အဖို့အမွန်ဖြစ်ပုံမူတန်ဖိုးရှိလာတာပဲဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့ကတော့မြင့်တွေရဲ့လူမှုဘဝနဲ့အခြားအချက်လေးတွေကိုကြည့်ကြရအောင်ပါမြင့်တွေဟာအုပ်စုဖွဲ့နေထိုင်တတ်တဲ့ဘဝရေးဖြစ်ပါတယ်တကောင်နဲ့နေတဲ့ကဆုံးရင်ပူပန်ပြီးစိတ်ဖိစီးမှုကိုကြုံတွေ့ရနိုင်ပါတယ်မြင့်ရဲ့အသက်ကိုတွားတွေကိုကြည့်ပြီးခံမနိုင်ပါတယ်အသက်ကြာလာတာနဲ့မြတ်တွားပုံမန်းသဏ္ဍာန်ပွင့်တိုင်မှုတွေပြောင်းလဲသွားတဲ့အတွက် တိတ်ဆန်ဆရာဝန်တွေကဒီနေ့ကိုအသုံးပြုကြပါတယ်။တမန်တလျှောက်မြင်းတွေဟာလူသားတွေရဲ့အဓိကအဖော်မွင်ဖြစ်ခဲ့ပါတယ်။စစ်ပွဲတွေမှာတည်ယူပို့ဆောင်ပေးတယ်လို့လေယာဉ်ထဲမှာလည်းအဓိကအခန်းခံနာကနေထမ်းဆောင်ခဲ့ပါတယ်။ယနေ့တိုင်အောင်အာဂဇာနယ်ပယ်နဲ့အဖော်မွင်ဖြစ်နေပဲအဓိကအရေးကြီးနေသေးပါထမံစစ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုကတော့ horse power လို့ခေါ်တဲ့မြင်းကောင်ကြီးဆိုတဲ့စကားလေးပေါ်ပေါက်လာပုံပါ ဆက်ရှိရာစုမှာဆက်အင်ဂျင်တွေထွက်ပေါ်လာခြင်း James Watt ဆိုတဲ့ပညာရှင်ကသူ့အင်ဂျင်တွေကိုမြင်းတွေနဲ့နှိုင်းရှင်ပြီးလူတွေနားလည်လွယ်အောင်အင်အားတိုက်တာတဲ့စနစ်တစ်ခုကိုတီထွင်ဖန်တီးခဲ့ပါတယ်။သူကမြင်းတစ်ကောင်ဟာ10မိနစ်အတွင်း3300ပေါင်ပေအဖြစ်တမနစ်ကို3300ပေရွေးနိုင်တယ်အလုံးလုံးနိုင်တယ်လို့သတ်မှတ်ခဲ့ပြီးအဲ့ဒါကို10 horsepower လို့ခေါ်ခဲ့တာပါယနေ့မှာတော့ 1 horsepower 946 watt လို့သတ်မှတ်ပြီးကာဆက် engine တွေမှာအားတော်ရမှာတုံးနေသေးပဲဖြစ်ပါတယ်ဒါကြောင့် engine စနစ်ဒီကိုမြင်းကောင်ရင်းနဲ့တွေ့တာဟာလူတွေအလွယ်နားလည်အောင်မြင်းနဲ့နှိုင်းရှင်ခဲ့တဲ့အကျိုးကျေးဇူးကြောင့်ပဲဖြစ်ပါတယ်ခင်ဗျာမြင်းလူရဲ့ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံလင်းမြန်မှုညာရင်နဲ့လူမှုဘဝရဲ့ဒါပြင် ဆက်အင်ဂျင်နဲ့ပတ်သက်တဲ့ horse power အကြောင်းအထည်တင်ဆက်ပေးခဲ့ပါပြီ။မြင်နေရတဲ့ကို တူးကြပြီးအံ့ဩစရာကောင်းတဲ့တရားတွေဖြစ်ကြပါရဲ့။ဒီဗီဒီယိုကိုကြည့်ပြီးတင်လဲမြင်နေကိုပုံမနားလည်လာလိမ့်မယ်လို့မျှော်လင့်ပါရဲ့။အပံကြည့်ဆိုရင် like and subscribe click တော့လုပ်ပြီးပါ။နောက်ထပ်စိတ်ဝင်စားစရာတိစံအကြောင်းတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့အစဉ်သက်ရှိနေပါမယ်။အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။